ယူနိုက်တက်စီပြန်မိုးထက်နာပိုလီမှာပဲဆက်နေဖို့စဉ်းစားထားကြောင်းဟွာလန်းဆိုဘောလုံးကြောက်စီများအတွက်ကျမတို့ရဲ့ One Minute Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်။တက်စီမူရက်စမန်ဟွာလန်းက Manchester United အနေနဲ့ Serie A Champion Napoli အသင်းထံအငှားစာချုပ်နဲ့ပြောင်းရွှေ့လာပြီးတဲ့နောက်မှာသူဟာအီတလီမြန်မာပဲအခြေချဖို့စီစဉ်ထားကြောင်းဖွင့်ရပြောဆိုလိုက်ပါတယ်။ ။အိုထော့ဖုကမအောင်မြင်ခဲ့တဲ့ကာလတခုပြီးမှဒိမတ်တိုက်စစ်မှုကအီတလီကိုပြန်လည်ရောက်ရှိလာပြီးတဲ့နောက်ဂျေဇွန်ကောင်းနေတဲ့ရှားတီကိုစတင်ထားနိုင်ခဲ့ပြီးနီးပြအန်တိုနီယိုကွန်တီရဲ့အသင်းမှာအဆင်ပြေနေကြောင်းဝန်ခံခဲ့ပါတယ်။ဝါလန်ကအစာပိုင်းမှာယူနိုက်တက်မှာပဲဆက်နေပြီးတော့နေရာအတွက်တိုက်ပွဲဝင်လို့ကြောင်းပြောကြခဲ့ပေမဲ့ AC Milan လို့အသင်းတွေကသူ့ကိုခေါ်ယူဖို့ကြိုးပမ်းလာခဲ့ပါတယ်။ သူကမီလန်ရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့ပြီးမြနောက်ဆုံးမှာတော့နာပိုလီအသင်းရဲ့ကမ်းလှမ်းမှုကိုလက်ခံခဲ့ပြီးရှားဒီကုံမှာယူရို44တန်းနဲ့အပိသက်ဝယ်ယူခွင့်ပါဝင်တဲ့အငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။အသက်22နှစ်ရွယ်တက်ဆင်မှုကအဆိုပါအပိသက်ဝယ်ယူခွင့်ကိုအသက်ဝင်စေပုံရပြီးလာရီပပလီကန်သတင်းစာကို ကျွန်တော်ဒိမတ်ကနေထွက်လာပြီးနောက်အော်စတြေးလျမှာလည်းကစားခဲ့ပူပါရယ်အသက်22နှစ်နဲ့ဆိုရင်ကျွန်တော်အတွေ့အကြုံတွေအများရရှိထားပြီးပါပြီဒါမဲ့အခုကျွန်တော်နာပိုလီမှာရှိနေပြီးတော့ဒီမှာပဲဆက်နေဖို့စီစဉ်ထားပါတယ်လို့ပြောကြားခဲ့ပါရယ်ဟွာလန်းကအသင်းမှာသူ့ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့လည်းရှင်းလင်းပြောဆိုခဲ့ပြီးလက်ရှိထ aya ရနေတဲ့အသင်းရဲ့နံပါတ်6တိုက်စစ်မှုလူကာကူနဲ့အတူတွဲကစားဖို့နဲ့သူ့ဆီရနေတင်ယူဖို့စိတ်အားထက်သန်နေကြောင်းဖွင့်ဟခဲ့ပါရယ် လူကာကူညာကိုအစားထိုးဖို့ကကျွန်တော်တယောက်တည်းမဟုတ်ပါဘူး။နာပိုလီမှာလော်ရန်ဆိုလူကာနဲ့ဂျူဆက်ပီအမ်ဘရိုစီနိုတို့လိုတခြားတိုက်စစ်မှုကောင်းတွေလည်းရှိပါတယ်။ပြီးတော့ကျွန်တော်တို့အားလုံးလူကာကူပြန်လာမှာကိုဆရာထက်သန့်စွာနဲ့စောင့်မျှော်နေကြပါတယ်။ကျွန်တော်တို့အားလုံးသူဆရာနေပြီးတော့တည်ယူစရာတွေအများကြီးရှိပါတယ်လို့သူကဆိုပါတယ်။နီပြအန်တိုနီယိုကွန်တီရဲ့လက်အောက်မှာလင်းမြန်စွာအထိုင်ကျခဲ့တဲ့ဝိုင်လန်ရဲ့လက်တလုံးအာယုံဆိုင်မှုကတော့ရာသီအဖွင့်လီပွဲစဉ်လေးပွဲစလုံးကိုအနိုင်ရထားတဲ့နာပိုလီသင်းရဲ့အောင်မြင်မှုကိုဆက်ပြီးတော့ထိန်းထားနိုင်မှုပဲဖြစ်ပါတယ်။ သရိုသိန်းကမလက်ဖြန်တနင်္ဂနွေနေ့မှာတော့ AC Milan သင်းကိုဆန်စီရိုကွင်းမှာတွားရောက်ပြီးတော့ရှင်ဆိုင်ရမယ်စမ်းသပ်မှုကြီးတစ်ခုနဲ့ရှင်ဆိုင်ရတော့မှာဖြစ်ပါတယ်